ဒီနေ့လေးမှာတော့ကျမရဲ့တွေ့ကောက်တဲ့အဟာရလေးလှူစားဖြစ်ပါတယ်ရှင်အေးဆိုကြည်ဦးပြုတ်ပါမယ်ကြည်ဦးပြုတ်ဖို့တွေးရေးရေးတဲပါမယ်ရှင်ကြည်ဦးကငါမိနေလာပြုတ်ပြီးရပါပြီရှင် ခဲ့ကျိုးဆက်ရှိတယ်လေးကျိုးပြီးဆိုတော့ဟာရလေးစာပြေးပါမယ်အရင်ဆုံးပကံပြထဲမှာပေါမိုလေးအရင်ထည့်ပါမယ်ပြီးတော့ခုနတော့ကကျိုးထားတဲ့နွားနိုလေးကိုထည့်ပေးပါမယ်ရှင်နွားနိုလေးထည့်တဲ့အခါမှာကိုနွားနိုမြတ်မြတ်ချက်ရင်မြတ်မြတ်ထည့်လို့ရပါတယ် ပြီးတော့ဖီချံကပြောတီလေးထည့်ပါမယ်ရှင်ဒီမှာမဘကလေးကကျတော့တုပ်ပွဲပြစ်ထားပါတဲ့တပကကကျတော့အမေအတွင်းတပကကကျတော့အခုဆောက်ဖို့နောက်ထပ်ကျုံလေးထဲဟာကျတော့ရေခဲတိတ်တမ်းမထည့်ပြီးတော့အယနိုးရေဆောက်ဖို့ဖြစ်ပါတယ်။အပြိုးတိလေးထည့်ပြီးရင်

ပြီးတော့ ice cream လေးထည့်ပါမယ်ရှင်။တကယ်လို့ဒီရေခဲမုန်လေးနေရာမှာရေခဲလေးသုံးမဲ့ဆိုလဲရပါတယ်ရှင်။ကဲဒါကတော့အဟာရတန်းပြီးတော့ပြီးအေးအဖြစ်စေတဲ့မုန်လေးပါရှင်။